တားဆက်ချရဲဆိုတာပါလေရေတိုတားဆက်ချနိလန်းတွေပါရရှိမလဲတားဆက်ချရဲဆိုတာဟာမလူလားအသက်ကုန်းတွေမရရှိအောင်ကာကွယ်တဲ့နိလန်းတွေကိုခိုးဆော်တာဖြစ်ပါတယ်တနည်းဆိုရရင်အမျိုးသားနဲ့အမျိုးသမီးလိန်ဆက်ဆံမှုရှိတဲ့အချိန်တွေမှာတုပ်ပိုးနဲ့မာမျိုးတွေ့ဆုံတရေအောင်ခြင်းကိုတားဆီးပေးတဲ့ဖြစ်စဉ်ကိုခိုးဆော်တာဖြစ်ပါတယ်စနစ်တကျတားဆက်ချခြင်းကနေမိသားစုအတွက်တင့်လျော်တဲ့ကလေးရည်တွေကိုစီမံရယူနိုင်တာမိခင်နဲ့ကလေးချမ်းမာရေးကိုကာကွယ်နိုင်တာ မိသားစုစီမံကိန်းစီဝါရေးပညာရေးလူမှုရေးသုတ္တရေးတွေကိုစနစ်တကျဖန်တီးတည်ဆောက်နိုင်တာစတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ရေသူသားစချာနီနဲ့ရေရှိသားစချာနီဆိုပြီးရှိပါတယ်။ကာလာသူသားစချာနီတွေဟာအချင်းတူအသွင်မှာသားစချာကျင်တဲ့ဇုံတွဲတွေအတွက်တင့်တော်ပါတယ်။သားစချာတာကိုလည်းအချင်းမြွေရက်တန်နိုင်ပြီးရက်တန်ပြည့်တဲ့နောက်မှာလည်းကိုဝင်ပြန်လဲရရှိဖို့အလွယ်ကူပါတယ်။ ရည်သူသားစချာနီလန်းတွေထဲကတစ်ခုဖြစ်တဲ့ကွင်တုံးအသုံးပြုခြင်းကတော့လူအများနဲ့အကျွမ်းဝင်ဖြစ်ပြီးတဲ့နီလန်းဖြစ်ပါတယ်။အမျိုးသားနဲ့အမျိုးသမီးသုံးကွင်တုံးဆိုပြီးရှိတဲ့အထဲမှာအမျိုးသားသုံးကွင်တုံးကတော့လူအများတိကျပြီးအမျိုးသမီးသုံးကွင်တုံးကတော့လူတိနေပါတယ်။ကွင်တုံးအသုံးပြုခြင်းဟာကိုယ်ဝင်မရအောင်တားဆီးပေးတဲ့အပြင်လိမ္မာသဆင့်ကူးစက်တတ်တဲ့ယောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကွင်တုံးအသုံးပြုခြင်းဟာအခြေခံအဖြစ်ဘေးကင်းပြီးစိတ်ချရပါတယ်။ပြီးတော့အခြားသားစချာနီလန်းတွေကိုလည်းနှောင့်နှေးကြံ့ကြာတာနဲ့ ဘေးထွက်ဆိုးကျိုးတွေမရှိပါဘူး။ဒါပေမဲ့စနစ်တကျနီလန်းနံပါတ်အသုံးပြုဖို့လိုပါတယ်။ကွင်တုံးတစ်ခုကိုတစ်ချိန်အတွက်သာသုံးရပါမယ်။မြို့သမီးကွင်တုံးကိုလိန်မဆက်ဆံပြီး၈နာရီကြိုတင်ထည့်ထားနိုင်ပြီးလိန်ဆက်ဆံပြီး၆နာရီထိထားနိုင်ပါတယ်။ကွင်တုံးကိုနှစ်ထပ်သုံးတာအမျိုးသားကွင်တုံးနဲ့အမျိုးသမီးသုံးကွင်တုံးတစ်ခုရောသုံးတာမျိုးမလုပ်ရပါဘူး။အခုအပေါ်မှာပြောသွားတာတွေကတော့တားစချာနီလန်းဆိုတာဘာလဲဆိုတာ ਨੇ ရေတူတားစချာနီလန်းနေတဲ့က လူအများဆုံးသိတဲ့ကွင်တုံးစနစ်တကျအသုံးပြုနည်းတို့ပဲဖြစ်ပါတယ်။နောက်တစ်ပတ်မှာတော့တခြားရေသူတားဆချာနီလန့်တွေအကြောင်းဆက်ပြောပြပေးတော့မှာမို့စောင့်မျှကြည့်ရှုပေးကြပါဦး။